အဲ့ဒီအချိန်မှာပဲအေကြီးကနှုတ်လုံးနဲ့ဖြစ်လာခဲ့ပြီးတော့ပရင်းပေါင်လည်းပွင့်သွားခဲ့တော့တယ်။ဟာအင်ကြီးရွေ့နေပြီ။ကင်နာကြဟေးကင်နာကြ။အဲ့ဒီလိုနဲ့ဖိုးထူးတို့လည်းအနားမှာရှိနေတဲ့အရာတွေကိုကင်နာခဲ့ကြတော့တယ်။တပီကုန်းရွာရဲ့မနက်အစောပိုင်းမှာတော့ရှာတဲ့ကိုလှုပ်လှုပ်ဖို့သွားလာသူတွေ ဈေးအမှုသွားလာသူတွေနဲ့စီကားနေကြတာပါဟဲ့ရှေ့ကစင်ရင်မဟုတ်လားအထမ်းနဲ့သွားနေတဲ့ဒေါ်စင်ကြီးကိုပဲပြုတ်တဲ့ဒေါ်ကြီးဒေါ်တင်ကြီးကလှမ်းနှုတ်ဆက်လိုက်တယ်ဟဲ့တင်းအေးညီလေးဈေးတက်တာနောက်ကျနေရလားဟဲ့ဟုတ်တယ်စင်ရင်ကျုပ်လည်းလေကလေးတွေထမင်းကြိုက်အတွက်ချက်ပြုတ်နေရတယ်နောက်ကျနေရတော့အေးအဲ့လိုဆိုလေဒုရီမြမြန်သွားကြရအောင်တော်ကြဈေးခွဲလို့ဈေးမြောင်းလိုက်ရပဲဖြစ်နေမှာဟုတ်ပါတော့ဟုတ်ပါသွားကြစို့ လိုနဲ့ဒေါ်စင်ကြီးတို့နှစ်ယောက်လမ်းလျှောက်နေရင်မှယာရင်းကိုသွားနေတဲ့လူနှစ်ယောက်စီကအော်ပြောနေတာကိုကြားလိုက်ရတယ်။ဟာဟိုဟိုနားမှာအင်ကြီးတစ်လုံးကရုတ်တရက်ကြီးပေါ်လာပါလား။ဟာဟုတ်တာပဲ။အင်ကြီးကရုတ်တရက်ပေါ်လာတယ်။ဒေါ်ဒီအီးတို့နှစ်ယောက်လေအဲ့ဒီမျိုးသားတွေပြောနေရဲ့နေရနာကိုကြည့်လိုက်ကြည့်မအင်ကြီးတလုံးကလမ်းမိမှာရောက်နေအောင်မြင်လိုက်ရတာပါဟေး အရှင်ကအဲ့အနာမှာအိမ်မရှိဘူးမဟုတ်လားဟဲ့ခုလေဒီမှာကျုပ်တို့ရှိမှာရုပ်တရက်ပေါ်လာခဲ့တာဗျဒါဆိုသိကြနေပြီတော့ဒါစောင့်အိမ်ပဲဖြစ်ရမှာအမလေးစောင့်အိမ်နဲ့ဗျစောင့်အိမ်နဲ့အိမ်တော်တော့ရုပ်တရက်ပေါ်လာတဲ့အိမ်ကိုကြောက်လန့်ပြီးရွာသူရွာသားတွေလည်းအတီးတီးထွက်ပြီးကုန်သားတယ်နောက်ပိုင်းမှာတော့တပီကုန်းရွာမှာအိမ်တလုံးပေါ်လာတဲ့ကိစ္စကဟိုလေးတကြောကြောဖြစ်သွားခဲ့ပြီး လူတွေလည်းအိမ်ထဲကအမြင်မထွက်ရကြပါနဲ့။အိမ်ကျန်ဝင်ရနေပြီးသတင်းကိုစူးစမ်းနေခဲ့ကြတယ်။ဟဲ့ရွှေလိုက်အိမ်ပေါ်လာတဲ့သတင်းကဘာထူးသေးလဲတော့။အေးဟာငါ့ကိုလေတောင်းစိန်ပြောပြတာတော့အဲ့ဒီအကြီးကတခြားနေရာကိုရွှေ့သွားပြီတဲ့။ဟေးဟဲ့လားအမလီကြောက်လိုက်တာတော့ရဲ့အဲ့လိုနဲ့တို့ရဲ့အင်နာရောက်လာရင်ဘယ်နဲ့လုံးကြမလို့။အေးဟာငါလည်းအဲ့ဒါပဲတွေးဖို့နေတာ။တကယ်ဆိုတကြီးမြန်မြန်ဖြည့်ရှင်းဖြည့်ရှင်းမဟုတ်ရင် တို့တွေအိမ်ထဲနေပြီလုံးမပါလိမ့်မယ်တော့ဟုတ်ပါတော့ဟိဟုတ်ပါအမဲရွာရဲ့တကြီးရဲ့ရှိကွက်ပြစ်မှာတကြီးဦးကြိုင်နဲ့တပီကုန်းရွာတဲ့ကြီးဦးထင်စိုးတို့ကရင်းနှီးချမ်းတောင်းနေခဲ့ကြတယ်ကဲတင်စိုးကြီးခမားစောနာပြောလိုက်တဲ့အကြောင်းအရာကိုဆက်ပြောပြပါအိမ်နောက်တော့တကြီးဦးထင်စိုးကတောင်းလက်စာရင်းနှီးချမ်းခွက်ကိုချလိုက်တယ်အင်းစောစောကကျုပ်ပြောပြခဲ့တယ်လို့ပဲ စုံလူလူမော်လူလူနဲ့အိမ်နှလုံးပေါ်လာပြီးနောက်မှာကျုပ်တို့ရပြောင်းစံကုန်တော့တာပဲဒါနဲ့အဲ့ဒီအိမ်ကနေရာပြောင်းနေဆိုတာရောအမှန်မဲလားအမှန်မဲပေါ့ကွာအဲ့လိုတနေရာပြီးတနေရာရွှေ့နေလို့လေရွာသားတွေကပိုးကြောင်လာကြတာပေါ့အင်းခမားတို့ရကိစ္စလည်းမသေးပါလားအဲ့ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းဖို့စဉ်းစားထားလဲအင်းအဲ့ဒါကျုပ်ခမားတို့ရွာမှာနေတဲ့ဖိုးထုတ်အဖွဲ့ကိုကုညီတောင်းမှုရောက်လာခဲ့တာဟာဟမ် ဖိုးထုတ်တို့ဖွဲ့ရဖြစ်ပါမလားတရေဖမ်းပြီးတရေတွေနိုင်တာဆိုလို့သူတို့ဖွဲ့ပဲရှိရလေအဲ့ဒါကြောင့်မို့ကျုပ်လည်းသူတို့ကိုအားကိုးပြီးတော့ဒီဘာကိုရောက်လာခဲ့တာဟွန်းအဲ့လိုဆိုလေကျုပ်ဖိုးထုတ်တို့ဖွဲ့ကိုအခေါ်လှုပ်ပေးလိုက်ပါမယ်မောင်ကြီးဒီကနေ့လောက်လာပါအောင်ဟုတ်ကဲ့လာပါပြီတကြီးမောင်ကြီးရောက်လာတော့တကြီးကချက်ချင်းပဲစကားဆလိုက်တယ်မောင်ကြီးဖိုးတူတို့ဖွဲ့ကိုတကြီးကအကော်နှုတ်လိုက်တယ်လို့အဲ့ဒါသွားပြောပေးဦးဟုတ်ကဲ့ပါတကြီး လို့ပြောပြီးမောင်အေးလေးတကြီးတော်နာကနေထွက်သွားခဲ့တော့တယ်ခဏလောက်ကြာမှတော့မောင်အေးနဲ့တူဖိုတူတို့အဖေပြန်ရောက်လာခဲ့ကြတယ်ဦးတကြီးသားတို့ကိုခေါင်းလိုက်လို့ဆိုဟုတ်တယ်ဖိုတူတို့ရဲ့ထိုင်ကောင်မှာထိုင်ကြမအောင်ဟုတ်ကဲ့ပါတကြီးအဲ့လိုနဲ့ဖိုတူတို့လေတကြီးနေရာမရဲ့ထိုင်ကောင်မှာဝင်ထိုင်လိုက်ကြတယ်ကဲတင်းစိုးကြီးပေါ်တူတို့အဖွဲကိုခမရပဲအကြောင်းစုံပြောလိုက်တော့အေးကွာ အိမ်တော်တော်တပြေကုန်းကျော်တဲ့ကြီးတေစုကသူတို့ရွာမှာဖြစ်ပျက်သမျှကိုအကြောင်းဆုံးပြောပြလိုက်တော်ရင်ဒါနဲ့ဦးဤတေစုခုအဲ့ဒီအိမ်ကဘယ်ကိုရောက်နေပလဲ음မနေ့ဆော်ပိုင်းတုန်းကတော့ရွာပြင်ကိုရောက်နေရကွခုအဲ့ဒီနေရာမှာရှိမရှိတော့ဦးလေးလည်းမသိသေးဘူးဟာအဲ့လို့ဆိုတားတို့ကုကြက်ချင်းမင်းဦးဤတေစုနဲ့လိုက်ခဲ့ရမလားအဲ့လို့ဆိုကျုပ်တော့ပိုဝမ်းသာပေါ့ကွာဟမ်ဟိုချက်ချင်းသွားတော့မှလားငါတပိတ်တော့မစားရသေးဘူး နောက်မှစားတာပေါ့ငါအဲ့ဒီအကြောင်းအရန်စိတ်ဝင်စားနေပြီဟာဟမ်သူ့ဟာသူစိတ်ဝင်စားတာငါအကြရေထမင်းကခံရအောင်ကဲပါပွားစီပွားစီပြောမနေနေတော့ငါ့ရဲ့ဒီမှာမုတ်ပါလာတယ်အဲ့ဒါစားကြတာပေါ့ဂျေးဒါမှဒုမီဝိုင်းကွာအဲ့နောက်တော့ဥတီဆိုနေဖိုးတူတို့ဖွဲ့လေးတကြီးအိမ်ထဲကနေထွက်လာခဲ့ကြတယ်တပီကုန်းချောင်းဝင်လာရှောက်မှာ အင်ကြီးကနေရာမရွှေ့သေးဘဲနဲ့ရှိနေခဲ့တာပါ။အင်ကဟိုမှာပဲ။ကိုတီတော့မရွှေ့သေးဘူး။ဝါ။အင်ကြီးကကြီးကျယ်ခန်းထားလိုက်တာ။ဟုတ်ပါနော်။အထဲမှာလေထူးဆန်းတဲ့ရှားရင်းနဲ့ပြည့်နှံ့နေမှာသိကြတယ်။မင်းတို့လေတွေကထူးကြရလိမ့်မပြောနဲ့။သူများတကကြောက်လို့ထွက်ပြေးကြတာ။မင်းတို့တကအထူးဆန်းဖြစ်နေတာ။အေးလေငါလဲကြောက်တယ်။အဲ့ဒီအင်ကြီးရဲ့မှာဘာရှိမှန်းမသိ။ငါတို့မဝင်ရင်ပြီးရင်လည်းငါတို့နောက်ကနေတကောက်ကောက်လိုက်နေရဟောင်း။ လိုက်ရမှာဘူးဟာနင်းတို့ကသွားပြီးငါပဲနေခဲ့လို့မှမင်းရတာအေးပါကွယ်မင်းတို့လေးတွေနဲ့အခဲ့ပြီဆိုတော့ဦးလေးလည်းသွားလိုက်အောင်မင်းတို့ဖွဲ့လည်းအဆောက်အအုံရဂယူဆိုင်ကြဖို့တကူကူအစီအမပြေတာရှိခဲ့ရင်လည်းချက်ချင်းလာပြောပြီးဖို့ဦးလေးတို့ကူညီဖို့အစီအသင့်ပါပဲဟုတ်ကဲ့ပါဦးသက်ကြီးအဲ့လိုနဲ့ဥဋ္ဌိဆိုရင်ပြန်သွားခဲ့တော့လေအင်ဂျီရဲ့အေဂန်ရှိတ်ကိုရောက်မှတော့အကောင်လုံးကစမ်းသစ်နေခဲ့တော့တာ အကြောင်းကနေရအနက်ထူဆန်းတဲ့သုံးဆောင်နေနဲ့ပြည့်နေနေခဲ့တာအကြောင်းပါ။ဝါအိမ်ကြီးကမိုက်တာ။ကြောက်ဖို့မကောင်းမင်းနဲ့ဟိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နေနေတာပဲ။ဒါတော့နေထဲကိုမလိုက်ချင်ဘူးမလား။ခဏလေးအိမ်ထဲကိုဝင်လာတာဆိုတော့အိမ်ရှင်ကိုတတိပေးရမှာ။အိမ်ရှင်တို့ဗျို့အိမ်ရှင်တို့အိမ်သားတွေရှိကြလားဗျ။ဟိုကျွန်တော်တို့ဖွဲ့ရဖို့တူတို့ဖွဲ့ပါ။ဒီအိမ်ကြီးကတပေကုန်းရွာနာတစ်ဝိုက်မှာပေါ်လိုက်ပြောက်လိုက်ဖြစ်ပြီးနေရွှေ့နေရဆိုတော့ မော်ရင်မဟုတ်ရင်စုံရင်များဖြစ်နေမလားဆိုပြီးစုံစမ်းဖို့လာခဲ့တာပါဖိုတူစကားဆုံးသွားပြီမေအိတ်ကြီးတွေကနေဘာတန်မတုံ့ပြန်မလာခဲ့ပါဘူးဖိုတူငါတင်တော့ဒီအိတ်ကြီးတွေမှာလူမရှိတော့ဘူးဒါဆိုလူမရှိရင်တရားတွေရှိနေမှာလားဟင်တရားရှိနေထွက်လာတော့ပြီဘောဟာအဲ့လိုနဲ့သူတို့အဖွဲ့လေအသေးစမ်းနေပြည့်နေတဲ့အိတ်ကြီးကိုလှည့်ပတ်ကြည့်နေကြတော့ဒီမိုက်တယ်ကွာ ငါတို့ဒီရင်ကြီးကိုရမ်းဝင်ကြိုက်သွားပြီ။ခဏကြာမှာတော့တပြက်စီတစ်ချောင်းကသူ့လိုလိုရောက်လာခဲ့ပြီးအေကန်ရှိမှတပြက်စီလင်းနေခဲ့တော်တယ်။ဟာတပြက်စီကသူ့လိုလိုတန်ရှင်းရုံနေတယ်။ဟမ်မဟုတ်မှတပြက်စီစီးတဲ့ဆုံးမှပေါ်လာတော့မှလား။မိဝိုင်းမခုတော့ကြောက်ပြီပေါ့လေအောင်မမကြောက်ပါဘူးဒီတိုင်းစကားအဖြစ်ပြောတဲ့ဟောင်းမိဝိုင်းအဲ့လိုပြောနေရောအခန်းထဲမှာတချင်းနဲ့နေက လွင့်ပြန်လာခဲ့တော့တယ်။ဟမ်တခုခုတော့တခုခုပဲ။တပြက်စီကအတန်ရှင်းရဲ့လုတ်ပြီးနောက်မှာအဲကန်းရှိမှရှိရဲ့ဇွဲကုံပေါ်မှာဟင်းမွေးတွေကတို့လိုလိုရောက်လာခဲ့တယ်။ဟောင်းဘာလေးလဲ။တို့ဘွဲကိုအဲကန်နေရလား။ငါဘိုက်စာနေရနေအတော်ပဲ။အဲ့ဒီအချိန်မှာပဲအင်ကြီးကနှလုံးနဲ့ဖြစ်လာခဲ့ပြီးတော့ဗရင်းပေါင်တွေပွင့်သွားခဲ့တော့တယ်။ဟာအင်ကြီးရွေ့နေပြီ။ကင်နာကြဟေးကင်နာကြ အဲ့လိုနဲ့ဖိုးတူတို့လေးအနားမှာရှိနေတဲ့အရာတွေကိုကင်နာခဲ့ကြပါလေအတန်းကြောင်တုံငါးမိနောက်တော့အင်ကြီးကငြိမ်သက်သွားခဲ့တယ်။တို့ရီတနေရာကိုရောက်လာပြီ ਨੇ တူရီပိုတူအဲ့လိုပြောနေတော့မှ တကားပေါက်ကရုတ်တရက်ပွင့်သွားခဲ့တာပါဟာဖိုးတူအပြိုကြည့်လိုက်စမ်းမအောင်အိမ်နောက်တော့အကောင်တော့တက်ဟတော်ဖြစ်ပြီးအိမ်ပြင်မှတ်ကိုထွက်လာခဲ့ကြတယ် တို့တွေရောက်လာတာပင်ပင်လင်းရုံမြင်နေရတဲ့ကျုံးပါပဲဟုတ်ပါနော်တကားရဲရေစောလို့ရပြီဟေးဟေးပျော်မနေစားနေအောင်တို့တွေဒီဘာလို့နေရရွှေ့နေလဲဆိုတော့အပြစ်လာရှာနော်ပျော်ဖို့လာခဲ့တာမဟုတ်ဘူးဟုတ်တယ်တို့တွေကိုဒီဘာအချက်လက်မှရသေးတာမဟုတ်ဘူးဒီအိမ်ကမော်ဆန်တဲ့အိမ်လားဒါမှမဟုတ်စုံးနေနေတဲ့အိမ်လားဆိုတော့သိဖို့လိုရမှာအေးပါဟာရှာကြတာပေါ့ဘယ်ကစရှာမလဲ အိမ်ထဲမဲ့သွားရှာအောင်ပါဗို့အိမ်ထဲကအဓိကအေးပါအေးပါအိမ်နောက်တော့ဖိုးထုတို့လေအိမ်ကြီးလေးကိုပြန်ဝင်လာခဲလိုက်ကြရင်အိမ်ကြီးလေးကိုရောက်လာပြီးနောက်မှာတော့ဖိုးထုကကဲအကောင်လုံးမင်းငါဟိုဘက်မှာရှိရဲ့ခန်းနေလေးကိုဝင်ကြည့်လိုက်အောင်မင်းဟုတ်ပြီဖိုးထုအเจ้าတို့ရင်ပြောလောင်အေးပါအိမ်နောက်တော့ဖိုးထုလေး အကန်တကန်နဲ့ဝင်သွားကြတော့တယ်။ငပိန်နဲ့တို့ဘောကတော့အကန်ရှိမှရှိနေတဲ့ပစ္စည်းတွေကိုဟိုကင်ကြီးဒီကင်ကြီးနဲ့ကြည့်နေခဲ့ကြတာပါ။ဟိုတူလည်းအကန်နဲ့ဝင်လာပြီးနောက်မှာတော့ဂရင်မော်ကဇွဲကုံမော်မှာတင်ထားတဲ့ဆဲယုတ်သေးလေးတယောက်ကိုတွေ့လိုက်ရတာပါ။ဟမ်ဆဲယုတ်လေးပါလား။အဲလိုနဲ့ဖိုတူလည်းဟိုကင်ကြီးဒီကင်ကြီးလုံးလို့ခလုတ်တရာနဲ့ခလုတ်ကိုနှိပ်ကြည့်လိုက်တော့တယ်။မင်္ဂလာပါဖိုတူ။ မင်းကစကားပြောတတ်တာလားဟုတ်ပါတယ်ဒါဆိုငါနာမည်ကိုဘလို့လို့သိရလဲဒီကြီးတဲ့ဝင်လာတဲ့သူတွေရဲ့နောက်ကျောင်းရဆွေကိုအကုန်ဖတ်လို့ရလို့ပါဟမ်ငပိငပိဒီလိုလာကြစမ်းမအောင်ခဏကြာမှတော့ငပိတို့သုံးယောက်ကအခန်းထဲကိုရောက်လာခဲ့ကြတယ်ဘာဖြစ်တာလဲပို့သူရဲ့ဘာမြင်လို့လဲဝါမင်းကင်လာတဲ့ဆဲကမိုက်လာကြည်လားမင်္ဂလာပါတုတ်ပေါ့ဟမ် ိတ်ဆဲဟုတ်ကငါနာမည်ကိုသိတယ်။မင်းနာမည်ကြီးမကောက်ဘူးဟ။ဒီအိမ်ထဲကိုဝင်လာတဲ့သူတွေမှန်တယ်များရဲ့နောက်ချောင်းရဆိုရင်လည်းအကုန်သိတယ်။ဟေးဟာလာ။ဟိုကြောက်တောင်းလာပြီ။ကြောက်ဖို့မလိုပါဘူးဗျာ။ဦးလေးကလည်းလူသားတယောက်ပါပဲ။ဟမ်ဘလို့လူသားလဲ။မင်းတို့လေးတွေနားလေးအောင်ရှင်းပြရမယ်ဆိုရင်တော့ဦးလေးကနည်းပညာကြီးထွေးမှုကိုစမ်းသပ်နေတဲ့သူတယောက်ပါ။အော်အဲ့လူလား။ဒါဆိုအိမ်ရပါလို့ပြောင်းရွှေ့နေရတာလေ။ အဲ့ဒါဦးလေးရဲ့စမ်းသပ်မှုတစ်ခုပါပဲဒါဆိုဦးလေးရဗမာနေရာလေးဟိုဒီအကြီးထဲမှာရှိနေရလားဒီအကြီးထဲမှာတော့ရှိမနေပါဘူးဦးလေးလက်ရှိရှိနေတဲ့နေရာကိုတော့ပြောပြလို့မရလို့စိတ်မရှိပါနဲ့ဒါဆိုဒီအကြီးကမှော်ရင်လည်းမဟုတ်ဘူးစောင်းရင်လည်းမဟုတ်ဘူးဟိုနင်းပညာနဲ့စမ်းသပ်နေတဲ့အိမ်ကြီးတဲ့ရင်ဖြစ်နေတာပေါ့နော်ဟုတ်ပါတယ်ဗျာအဲ့လို့ဆိုအပြည့်လဲသိရပြီဆိုတော့သမီးတို့ကိုရအောင်ပြန်လိုက်ပို့ပါလား တင်းနီယာကိုတစ်ချက်ပြောပြီးပါအဲ့လိုဆိုရင်တော့တခဏအတွင်းရောက်သွားပါလိမ့်မယ်ဟမ်ပြန်တော့မလို့လားပင်လယ်ကိုရောက်လာစနဲ့ရေကစားရအောင်လေဟာအပြင်ကိုလဲကြည့်အောင်ခဏနေမိုးမောင်းလာတော့မှအားနေဆော့ဖို့ပဲစဉ်းစားမနေနဲ့ကဲကဲအဲ့လိုဆိုလဲတို့တွေပြန်ကြတာပေါ့အောင်မဲရောက်အောင်လိုက်ဖို့ပါအဲ့လိုနဲ့တိတ်မကြခင်ပါပဲ။အောင်မန်းရှောင်းကိုပြန်ရောက်လာခဲ့တော့တယ်။အဲ့နောက်တော့ဖိုးထုတို့လည်း အင်ဂျီတွေကနေထွက်လာခဲ့လိုက်ကြတယ်။အင်ဂျီရေရွှေ့ကျင်ရွှေ့လို့ရပါပြီ။အဲ့လိုနဲ့အင်ဂျီလည်းသူ့နာကနေအဝေးကိုရွှေ့သွားခဲ့တော့တယ်။နောက်ပိုင်းမှာတော့အင်ဂျီကမော်ရင်စောင်းရင်မဟုတ်ပေမိပညာကြောင့်ရွှေ့နေတဲ့အင်ဂျီတလုံးဖြစ်ကြောင်းကိုတော့တပည့်ကောင်းရွာတကြီးကိုရှင်းပြလိုက်ပြီးရွာသူရွာသားတွေလည်းကြောင်လက်နေကြမလို့တဲ့အကြောင်းကိုပါတပါးလေးရှင်းပြလိုက်ကြတယ်။ ကျေးဇူးတင်လိုက်တာဖို့ထုလို့ရေရပါလေဗျာဟိုကျွန်တော်တို့လည်းဘာမှတိတ်မလုပ်လိုက်ရပါဘူးဟုတ်တယ်ဗျဟိုကျွန်တော်တို့ပင်လေရှိရာကိုခီးထွက်လိုက်ရတယ်လို့ပဲဟာအေးပါကွာမင်းတော်လေးတွေဘိုက်စာနေကြအောင်ပေါ့အိမ်ထဲမှာထမင်းဝိုင်းလေးအစင်းသိဖြစ်နေပြီဆိုတော့သွားစားကြတာပေါ့ဟာဘိုက်စာနေရနဲ့တော်ပဲဟိနေအဲ့လိုပြောမှပြောပါမလားလို့မိဝိုင်းစကားကြောင့်အကုန်လုံးကဝိုင်းရလိုက်ကြတယ်အနောက်တော့ဖိုးထုတို့လည်းကပြိကနေထပြီး တကြီးရင်ကိုဝင်သွားခဲ့ကြရင်ကဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်